ဆရာမန်းတင်ရဲ့ဒုတိယအကြိမ်ထွေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာငိုသူရဲသူလို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။တကူးလာအတွင်းနေမင်းငါပူရင်းတဲ့ဥလူကြီးတို့လူတိုက်ဟာအင်းလေလံဆွဲရမှာပြန်လာကြတယ်။သူတို့ဟာလေလံပွဲသူမသွားခင်ကတည်းကရွာထဲမှာတိတ်တိတ်ပုံချက်ထားသောအရက်သုံးလုံးကို အကုန်လုံးမော့သွားကြပြီဖြစ်တယ်။မြို့သူရောက်တော့အခါရင်လေတရုတ်အလုံးကွန်းဆိုင်ဝင်ကချက်အရက်ငါးလုံးကုန်အောင်စပွဲထိုင်ကြတယ်။လီလံပွဲပြီးတော့အခါနိုင်လေငခုအင်းကိုမနစ်ကလှူစားသူဦးဖိုးဝါတို့လက်ထဲမှာအတင်းလူယူရရှိသဖြင့်ဝမ်းသာသောအထင်းအမှတ်ဖြင့်တက်တယံပြီးချက်အရက်တွေကို မော့ကြပြန်ရာ ရွာသို့ပြန်လာကြသောအချိန်တွင် ူမှန်းသူမှန်းမသိအောင်နတ်ဤစည်းစိမ်ကိုခံစားလာကြကုန်သည် သူတို့သည်မနစ်ကဥဖိုးဝ900နဲ့ဆွဲယူရရှိသောအင်းကို3500ပေးကာလူယူရရှိသဖြင့်မိုးမမြင်လေမမြင်ဝမ်းသာနေကြလေတယ်သူတို့အဖွဲ့ဝင်9ယောက်တို့ဟာမြို့မှအပြန်တလန်းလုံးမြူးထူးကခုံလာကြလေတယ်ဟေးလူကြီးတယ်နော်တကယ်ကြီးတယ်လူကြီးဟာဟာဟာ ဦးလူကြီးကရည်လိုက်တယ်။ဟုတ်တယ်ဟုတ်တယ်ဒီလူကြီးမှကျုပ်တို့လူကြီးဟုနောက်ပါငမူးများကတံပြိုင်လိုက်ပေးကြလေတယ်။လမ်းတွင် တွေ့သောသူများဟာဦးလူကြီးတို့လူတိုက်ကို အဝေးမှရှောင်ကွင်းကြကုန်တယ်။အချို့လဲပြုံးသွားကြတယ်။အချို့လဲရှုံ့မဲ့သွားကြတယ်။ရွာအဝင်ဝသို့ရောက်သောအခါအတိုင်းအဝိုင်းနှင့်ဝင်ရန်တိုင်ပင်ကြတယ်။ဟေးဖိုးတုပ်ရွာထဲကိုတန်ချက်ထိုးပြီးဝင်မယ်ကွာ။ ဦးလူကြီးကအစိုးတင်သွင်းရာအေးဟုတ်ပြီကျုပ်ကကမယ်ဟုဖိုးတုတ်ကဖြည့်ဆွတ်ထောက်ခံသဖြင့်ကျုပ်တို့ကပါဇက်ဆိုင်တီးမယ်ဟုကြံလူများကပါသဘောတူကြလေတယ်။တန်ချက်ကိုဦးလူကြီးကတိုင်ပေးလေရာကြံလူများကအအုပ်ကာယံကိုအားရပါရဟစ်ကျွေး၍လက်ခုပ်တီးပေးတယ်။ဖိုးတုတ်ကတရင်တရိုင်းနဲ့ကာယံရွာတွင်သို့ဝင်လာကြလေတယ်။ ပိုးစိမ့်ဖြူကလကိုပြိုင်ပြဒီကဘာတွင်နိုင်နိုင်ရိုးလာအုတ်ကြားပေါက်တဲ့မျက်သစ်ပင်ပြဂောသင်းနှင့်နှိုင်းရလေခြင်းဖန်ပြခွက်နှင့်ကြောက်ဆက်ရေးပြအမောပြေအောင်တိုက်ပမလီဟေလာမောင်ယို့ဝါဦးလူကြီးတို့လူစုကခုံမြူးထုလျက်ဝင်လာကြသောအခါရွာတွင်ရှိလူကြီးများနဲ့တကွပူပူရွရွညင်းသမ ्या သောကလေးများခွေးများပါမကြံ့ ထွက်၍ခยีဦးကြိုးဆိုကြတယ်။အချို့ခွေးများလဲဦးချင်းဟောင်းချင်းဖြင့်ထောပနာပြုကြလေရာဦးလူကြီးတို့အဖို့ပန်းကုံးစွတ်ခံရသောအမတ်မင်းထက်ပင်စိတ်ကြီးဝင်စရာဖြစ်နေပေတော့တယ်။ငားရံအင်းကို3500ပေး၍ဝယ်ရဲသောဦးလူကြီး၏မျက်နာကကြီးမားလှပါပေတယ်။သူတို့လူစုကိုရွာလေရှိစိမ်းမင်းကြီးအောက်တွင်ခင်းကျင်းထားအပ်သောကုတ်ပစ်ပေါ်သို့ ပင့်ဆောင်ကလက်တက်ဝဲလိုသူတိုင်ထောင်ချလိုသူကွန်ပစ်လိုသူ တငါတဲ့အသေးစားအပေါင်းတို့ဟာမိမိတို့အိမ်တွင်နေဖို့ညစာချိုးချံစွာတိုးမီထားအပ်သော အရက်ပလင်းတို့ကို အသီးသီးဆောင်ယူလာကုန်လျက်သူ့ထက်ငါပသတင်မြောက်ကြတယ်ဦးလူကြီးဟာ အရက်တစ်ခွက်ကိုမော့ချလိုက်ပြီးနောက်တတွေးကို ပြစ်ခနဲထွေးလိုက်ပြီးလင်ငချောက်ရိုးကိုကတ်ရင်းရှာလေးအားလေးကြီးနဲ့ ဤငခုအင်းကြီးညီတို့မိဘုံအရာဆွဲယူခဲ့ရသည့်အကြောင်းကို ကိုယ်ဤသွေးနေလေတယ်။ကျုပ်ကမဆွဲဘူးလို့နေတာပါပဲ။ဒီကောင်ဖိုးကလူဘဝလို့ဘာဖြစ်ဖြစ်ဆိုပြီးဆွဲတာပဲ။မနစ်ကဒီအင်းလေးလောက်ရတာနဲ့မိုးမမြင်လေးမမြင်နဲ့ဟန်ကြီးပန်ကြီးလှုပ်လိုက်တာဒီနှစ်တော့ခွေးမသာပြေရောမဟုတ်လားအရက်တစ်ခွက်ကိုမော့၍ တတွေးကိုပြစ်ခနဲထွေးလိုက်ပြန်တယ်။အင်းဒါနဲ့ချုပ်ကမစွဲစီခြင်းရဲ့900ပေးလို့တောင်းသေးတယ်။သူကမပေးဘူးတဲ့။ခမရတတ္တိရှိရင်ဝင်ဆွဲတဲ့။ဆွဲတယ်လေဆွဲတယ်။အခုတော့ငါတတ္တိသိပြီမဟုတ်လားဖိုးဝါရ။ခွေးမသာငါကရောဟာဟာဟာအရက်တစ်ခွက်ကိုမော့၍တတွေးကိုတစ်ချက်ပြစ်ခနဲထွေးလိုက်ပြန်တယ်။သူက ကျုံမယ်ခံဝန်ပေးစရာမရှိဘူးဆိုပြီးမခန့်လေးစားလုပ်တာကျုံမှာကျွဲချောက်ကောင်းအိမ်တလုံးရှိတယ်ကျုံမဲဆွေတွေကလည်းလူကုန်နံတွေပဲကျုံမှာမပြည့်စုံရင်လဲသူတို့ကိုအားကိုးရမှာပဲဟုတ်တယ်မဟုတ်လားခမရအိမ်ကြီးခံဝန်ပေးမယ်မဟုတ်လားကိုဖို့တော့ပေးမှာပေါ့သူများရွာကကောင်ကစော်ကားတာတော့မခံဘူးအိမ်ပြုတ်ပြုတ်နွားပြုတ်ပြုတ်ချတာချ ဥဖို့တုတ်ကလည်းအရက်ရှိန်ကြောင့်စစ်အတွင်းကတရားဟောเสียလေးတန်းဖြစ်ရဲရဲကြီးအာမခံလိုက်လေတယ်အမေမပြည့်ရင် ကျုပ်တို့ကျွဲတွေလည်းထဲ့ပါ အနားမှာအင်းလက်ထက်ဝေယံစောင့်နေကြတော်သူများကလည်းဂတိပေးကြလေတယ်အဲ့တော်မျိုးမှကြိုက်တာလူကြီးတယ်နော်တလူကြီးတည်းရှိတယ်ငဖိုးကအိမ်ရှိသွားရောက်ဆဲကြေဦးမယ်ဟာဟာဟာဦးလူကြီးဟာ နေရာမှချလိုက်ရာမိမိကိုကိုပင်မိမိမဟန်နိုင်တော့ပဲလဲကြသွားသဖြင့်တွဲ၍အိမ်သို့ပို့လိုက်ရလေတယ်။အင်းခံဝန်လုတ်သည့်နေ့တွင်ဥဖိုးတုတ်ကအိမ်တလုံးနှင့်နွားတရှင်ဖိုးစဲကစံအိတ်150ပါတန်ပန်ကြီးတစ်စင်လှမောင်ကလဲတစည်းနဲ့နွားတရှင်အသီးသီးခံဝန်ပေးကြတယ်။သူတို့ခံဝန်ပေးထားသည့်အတွက်လဲအင်းထဲတွင်အစုဆက်ပါဝင်ရန် ဥလူကြီးကသဘောတူပြီးဖြစ်တယ်။ဥလူကြီးဟာအင်းလက်တက်တွေကိုအသီးသီးရောင်းချလိုက်ရာငွေတထောင်ကျော်ရသည်ဟုစရင်တွင်မှတ်သားထားသည်ကို တွေ့ရတော့လေအဆုရှင်တို့ငွေကိုမမြင်ကြရချေပထမအရစ်အခွန်ဆောင်ရန်တင်ထားပါသည်ဟုဥလူကြီးကပြောပြလေတယ်အင်းဆ၍လောက်ကြသောအခါအင်းတကြီးကအင်းအတွက်ကုန်ကြမယ်ငွေမှာ9000ဖြစ်တယ်လို့စရင်တင်လေတယ် ဥဖို့တုံမကြည်မနှက်ဖြစ်သွားလေတယ်။ဟင်းမင်းဟာကအင်းဖို့ကြတာက3500ဘယ်နဲ့ကြောင့်9000ကုန်နေရသရော။ဥဖို့တုံကမေးလိုက်ရာဥလူကြီးညံ့နာပြတ်သွားလေတယ်။ခမအင်းအเจ้าကိုနားမလဲပါဘူး။အင်းဆိုတာတယောက်တည်းလောဘကြီးလို့မဖြစ်ဘူး။ဒီလိုပဲဝေစားကြရတာပဲ။ဥလူကြီးကမှုတ်လိုက်လေတယ်။ဘသူတွေနဲ့များဝေစားနေရသလဲ။အဲ့ဒါကြောင့်ခတ်တာ ဒါရီလျှောက်ပြောနေလို့မဆုံးဘူးအင်းဆွဲတယ်ဆိုတာအင်းလက်မှတ်စယူကလေးကစကုံတာပဲခမရဘာမှနားမလဲဘူးအตาအေးအေးနေပါအမျက်ရတော့အင်ကိုလာပို့မယ်ဦးလူကြီးကပိတ်ပြောလိုက်ရာဥဖိုးတုတ်သည်မချိန်မနှက်ဖြစ်ကပြန်သွားလေတယ်အခြားသူများကလည်းဦးလူကြီးဟာဤအတိုင်းပင်ပြော၍လွတ်လေတယ်မုတ်ဆိုးကိုအင်းတကြီးဦးလူကြီးဤအင်းထဲတွင်အထူးစီကားလျက်ရှိတယ် ရွာနီးချုပ်ဆက်မှတခုလက်တလင်ကွာတို့သည်လည်းဥလူကြီးနှင့်အเจ้าဆက်ပေါင်းဖက်ရန်စကားကမ်းလန်းကြကုန်တယ်။အချို့လည်းငားဝယ်လိုလိုနှင့်ဥလူကြီးရှိရာသို့စိုက်ဆိုင်မြိုက်မြိုက် ရောက်လာကြကုန်တယ်။သမီးရှင်တို့ပင်လည်းဥလူကြီးအားမတိမသာညနေဘေးချိုနေကြလေတယ်။ဥလူကြီးကအရက်ကလေးတမျှမျှနဲ့မိမိထံမှောက်သို့ရောက်လာကြကုန်သောပန်းငုံဆုတ်ခံမိသူများကို တယောက်စီရွေးချယ်လျက်ရှိလေတယ်။အရက်လေးမျက်နာမှရောက်ရှိလာကြကုန်သောမိတ်ဆွေသင်္ဃဟအပေါင်းတို့ကိုလည်းအဲဝတ်ကြည့်အောင်ဧကန်လျက်ရှိလေတယ်။သူ့အင်းထဲတွင်ကပလင်းတွေနဲ့တဝုံဝုံမိမတွေနဲ့တပြုံပြုံဖြစ်နေလေတယ်။အဆုရှင်များကတွေ့တိုင်းတွေ့တိုင်းငားမရသည့်အကြောင်းစိတ်ညစ်သည့်အကြောင်းကိုသာ ချူတန်ပါအောင်ကြီးပြနေလေတယ်။ဒီလိုဆိုရင်ဒုက္ခဝန်ပစ္စည်းတွေများ လေလံပစ်ခံနေရအောင်မလားဟုဥဖိုးထုတ်ကမေးရာဒီလိုတော့မဖြစ်စေရပါဘူးလို့တာဝန်ခံလိုက်တော့လေဥဖိုးထုတ်တို့လူစုမာကစိတ်လေးလာလိပြီတနေ့တော့ဥလူကြီးဟာအင်းခွန်ဆောင်ရန်ဟုဆိုကာရွာမှလွယ်အိတ်တလုံးကိုလွယ်၍ထွက်သွားလေတယ်အင်းဒီလိုတော့ကို့လူကတော်သားပဲလို့ဥဖိုးထုတ်တို့လူစုကကြိတ်၍ချီးမွမ်းကြလေတယ်အေးဗျာ အမျက်မရရင်နေပါစီတော့ကျုပ်တို့ပစ္စည်းလေးတွေလေလံပြစ်မခံရရင်တော်ပါပြီဟု ဥဖိုးဆယ်ကဆိုတယ်ညနေဆောင်တော့ဥလူကြီးမူး၍ပြန်လာလေတယ်ဥဖိုးတုတ်အိမ်တို့ဓာတ်ရိုက်ပေါက်လာလေတယ်ကိုဖိုးတုတ်ကျုပ်အင်းခွန်ဆောင်ဖို့သွားတာငွေတထောင်ကျော်လမ်းကလူလူယူလိုက်တယ်ကိုင်းတော်တွေကထွက်ပြီးလူတယ်မျက်နာတွေအဝတ်နဲ့ဖုံးထားတယ်အဲ့ဒါခမားတို့လူစုတွေကနေမှာပဲဓာတ်တီပဲတခြားလူမရှိဘူး လေကားရင်းတွင် ထိုင်ကတတွေးတဖြစ်ဖြစ်နဲ့ဆွဆွဲတော်တယ်။ဥဖိုးတုတ်ဟာကြက်တီကြီးတည်နေလေတယ်။ဥဖိုးတုတ်ဤဇနီးကဥဖိုးဆယ်ကို သွားခေါ်တယ်။သမီးကလှမောင်ကိုအကြောင်းကြားတယ်။သူတို့လည်းဥရားဖားရနဲ့ရောက်လာကြကုန်တယ်။ဥလူကြီးဒီလိုမဆွဆွဲပါနဲ့ဗျာ။ဥဖိုးတုတ်တစ်နေ့လုံးရွာမှာရှိပါတယ်ဟုလှမောင်ကဝင်ပြောလေတယ်။ဥဖိုးတုတ်မဟုတ်ရင်မင်းပဲ။ လှမောင်ဘက်သို့လှည့်လာပြန်တယ်။ခမားရဲဌာနတိုင်ပြီးဗလားဟုဖိုးဆဲကမေးရာမတိုင်ရသေးဘူးလို့ပြောလေတယ်။ခမားဟာခမားမူမူယူယူနဲ့ဘလို့ဖြစ်မှန်းမသိဘဲနဲ့သူများကိုလာပြီးမဆွဆွဲပါနဲ့။ဖိုးဆဲကဒေါသနဲ့ပြောလိုက်တယ်။ဦးလူကြီးဟာတတွေးတစ်ပြစ်ပြစ်ထွေးရင်မင်းတို့တွေကတယောက်ယောက်နေပါပဲ။ထွေးဟုပြောပြောဆိုဆိုထသွားလေတယ်။နောက်တနေ့မှသတင်းမှန်ကို ကြားရလေတယ်။အင်းခွန်ဆောင်သွားရင်လမ်းတွင်ဖဲဝင်ရိုက်ရာငွေတထောင်ကျော်ရှုံးခဲ့တဲ့တဲ့။ဦးလူကြီးလည်းအိမ်ထဲမှအိမ်ပြင်မထွက်တော့ချေ။ရက်များမကြာမီဆိုင်ရာတကြီးကအင်းကိုလာပိတ်လေတယ်။တမန်ပြတာရောက်လာ၍ပစ္စည်းများကိုဝရန်ဖန်းကတကြီးလက်သို့အပ်လေတယ်။အိုးအပြက်အပြက်နဲ့နှာခေါင်းသွေးထွက်ပါပေါ့လားလို့ဦးဖိုးတုတ်တုတ်တွေတွေးမိကြလေတယ်။ တလားခံကြသောအခါမြို့ပိုင်းမောင်ပြုံးချူဥလူကြီးတို့ရွာတို့ရောက်လာလေတယ်။အင်းလီလံပွဲနေက ဥလူကြီးအားဝိုင်းဝန်းပတကြသည့်နေရာစိမ်းမန်းပင်အောက်တွင်ထိုင်၍မောင်ကြီးကိုထုစီလေတယ်။မောင်ကွဲကြီးဖြစ်သဖြင့်အတန်မှာตาယာနာပြောပွဲမရှိကြ။ဥလူကြီးတို့လူစုအဖို့ထိုအတန်ဟာအမင်္ဂလာအပေါင်းနဲ့ပြည့်စုံနေလေတယ်။ယမမင်းခေါ်တဲ့နဲ့မချားနာကြည် ကျွဲတွေနွားတွေလှဲတွေကိုမြို့ပိုင်းရှိသူဆွဲယူလာကြလေတယ်။ကဲဥလူကြီးလာပါဦး။မောင်ပြုံးချူကခေါ်လိုက်ရာမရှင်ပြသောနှလုံးမตาရသောမျက်နာနဲ့ရှည်နာသူကြုံကြုံကလေးရောက်လာလေတယ်။ခမားနဲနဲမှမဆောင်နိုင်တော့ဘူးလား။မဆောင်နိုင်ဘူးဖေရ။ငိုတန်ပါကြီးနဲ့ပြောလေတယ်။ဘယ်ဆောင်နိုင်ပါမလဲ။ရတဲ့ငွေတွေအကုန်ဖြုံးအရက်တော့ဖဲရိုက် လှုပ်ချင်တာလှုပ်ပြစ်တာဘူးဥဖိုးတုတ်ကဒေါသသန်နဲ့ဝင်၍ပြောလေတယ်လေလံဆွဲမဲ့သူတွေလည်းရောက်လာကြလေပြီတနေရာတွင်ဟောင်းပွားဟောင်းပွားနဲ့စကားပြောနေတဲ့အံကိုကြားသဖြင့်မောင်ပြုံးချူလှဲ့ကြည့်လိုက်ရာယမန်နှစ်ကအင်းတကြီးဥဖိုးဝါကို တွေ့ရလေတယ်ဒီပစ္စည်းတွေကျုပ်အကုန်ဆွဲယူမယ်ဒီလိုဖြစ်မယ်ဆိုတာသိလို့တတ်တတ်မဲ့လှုပ်ပေးလိုက်တာဗျကျုပ်ကငွေ3500လောက် ရေထဲလှုပ်ဖြစ်ရဲတယ်လို့ဦးဖိုးဝါကလည်းမခံကြည့်မခံသာကြွားလုံးထုတ်လိုက်လေတယ်။ဖိုးဆယ်ဤဇနီးမချောဟာခြံပေါက်ကျွဲကလေးကိုကြောတက်ရင်ညက်ရီဖြိုင်ဖြိုင်ကြနေတယ်။လှမောင်ဤသားကလေးတာတူးဟာဖေဖေအနော့နွားပေး အနော့နွားပေးဟုအော်ဟစ်နေတယ်။ဦးဖိုးတို့ဤသမီးပြိုလှမေဟာတပတ်ကလေးကိုခြုံလျက်သူ့အဖေအနာကတ်ကအဖေ ီအိမ်လေလံပြစ်ရောင်းလိုက်ရင်ကျမတို့ဘယ်သွားနေကြမလဲဟုမေးနေလေရာဥဖိုးတုတ်သည်အဖြေမပေးငေး၍သာနေတယ်တတွေးကိုသာမြိုချနေတယ်မောင်ပြုံးချူဟာသူတို့ဖြစ်အင်ကိုကြည်ရင်ကြည်ကွဲလှတော့တယ်သို့တော်မိမိလည်းညီတို့မျှမတက်နိုင်ဤနေရာမှမြ мян ထွက်ခွာသွားလင်ကောင်းလိမ့်မယ်ထို့ကြောင့်လေလံပွဲကိုမဆိုင်မတော့အဆလေတယ်ကဲကဲဥလူကြီး ြစ်စည်းတွေအရင်ပြစ်မယ်ယူခဲ့ယူခဲ့ကျွဲမာကြီးတစ်အညိုရောင်အသက်6နှစ်ဂျိုးဆိုင်ကျွဲမာကြီးတကောင်ကိုစဲအိမ်ကောင်းကဆွဲလာလေတယ်မောင်ပြုံးချိုကစာရွက်ပေါ်ရင်ရေးပြီးနောက်ကဲဆွဲမဲ့လူလာဟုခေါ်လိုက်ရာဦးဖိုးဝကြီးရှေ့ဆုံးမှရောက်လာလေတယ်နောက်ထပ်နှစ်ယောက်ထလိုက်ပြန်တယ်နာမည်ပြောဖိုးဝတာလကဒုံကဲ ။ဦးဖိုးကဘလောက်ပေးမလဲ။မောင်ပြုံးချူကမေးလိုက်တယ်။30။ကျွန်တော်က40။ကိုသားလှကတက်တယ်။ကျွန်တော်က60။ကိုကတော့ကတိုးတယ်။ကျွန်တော်က80။ဦးဖိုးဝကခက်ပြင်းပြင်းတွန့်လိုက်ရာ ကိုသားလှနဲ့ကိုကတော့ထိုင်သွားလေတယ်။ဦးဖိုးက80တခါ82ခါ83ခါအင်းတကြီးဟောင်းဦးဖိုးဝါငွေချေးပြီးလင် ကျွဲမာကြီးကိုပြုံမြုံကြီးဆွဲသွားလေတယ်။ဤနည်းဖြင့်ပစ္စည်းအလုံးကို လေးလံပစ်ပြီးတော့ရရှိသူတို့သည်ရှင်ပြသောမျက်နှာသားနှင့်စကားကိုကျေလောင်စွာ ပြောဆိုကာထွက်သွားကြစဉ်ပစ္စည်းရှင်တို့ဟာဝမ်းနေပလက်နှင့်ဟစ်ကြွေးကြလေတယ်။မောင်လူကြီးရဲ့မင်းတို့ကိုနှိပ်ဆက်ရတဲ့ကွဲ့ဥဖို့တုတ်ဇနီးကမြည်တမ်းတယ်။ကိုလူကြီးရဲ့ခမည်းမင်းဗန္နာကို ဘာမှလို့ဖြုံးတိရသလိုဖိုးစဲသည်ငိုတန်ကြီးနှင့်ရန်ထောင်သည်မောင်ပြုံးချူတို့သည်ထိုးရွာမှ လေးကန်သောခြေလှမ်းဖြင့်ဖဲခဲ့ကြလီတော်သည်ဂျာနေကျော်1949ဇန်နဝါရီ၌ကိုဟာမှတ်လို့အမည်ဖြင့်ပါရှိခဲ့သည်ဆီယမ်မန်တင်ဤဒုတိယကျင်းထွေသောမြို့ပိုင်းမောင်ပြုံးချူစာအုပ်မှငိုသူ ရေသူလို့အမည်ရတဲ့အကြောင်းအရာလေး ဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်